ပြားတဲ့ဝင်ကျုံဘက်ကလည်းတဲ့အင်အားအများပြားနဲ့တက်လာတယ်တဲ့ပင်တော်ကဘောတော့ဘောကနေဒုံးနဲ့ချနေတယ်တော့နမကတိုင်မူကြီးတကကြီးယေစုပြည့်ပြည့်ပေါ့မြနဲ့တောင်ပိုင်းကိုပြပေးဖို့မေတ္တာရက်ခံနေပါတယ်ဗ အားလုံးပဲမင်္ဂလာပါ MZ Pami မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အမေစုအတွက်တော့ ကျွန်တော်တို့ဒီပွဲပြတ်ရင်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဘွားတွေပျော်ရှင်ရရမယ်ဗျဒါပျော်ရွှင်မှုအစမှမဟုတ်သေးဘူးโอเคဒီသတင်းဗီဒီယိုလေးကတော့เนาะသင်္ကန်းအရေးချုပ်စားရတောက်ရလို့အရေးချုပ်ထားတဲ့ပေါက်ငနွားကိုစုံးမထားတဲ့ရုပ်တံလေးတိုင်မူကြီးနဲ့ဓမ္မတရားတက်ကဓမ္မမူကြီးတို့ရဲ့တာဝန်ရှိပုဂ္ဂိုလ်များပေါ့เนาะပေါ်မျိုးနဲ့တောင်ပိုင်းအမားခံပြည်သူစေရွာတွေမှာရိတ်ခါကြက်လက်မှုလည်းဒီကြောင်မနေ့ကတိုက်ပွဲဖြစ်နေတာကလည်းဒီကြောင်ပေါ့เนาะအဲ့တော့ ပြန်အားနေတဲ့ပတ္တဆဝင်ကျုံရွာကတော့ပေးလိုက်ရတယ်ရှင်ဖရာတဲ့တိချုံကတော့တဲ့ပြန်တိုက်နေတယ်ရှင်ဖရာတဲ့အင်အားအလုံးရဲ့လုံခံရတဲ့ရှင်ဖရာတဲ့ဝင်ကျုံဘက်ကလည်းတဲ့အင်အားအများအပြားနဲ့တက်လာတယ်တဲ့ပင်တော်မှာကိုတော့ဘဝကနေဒုန်းနဲ့ချနေတယ်ရှင်ဖရာတဲ့နော်ဒါအကုန်သေးကွားမှာနော်နားအေးတဲ့ခွေးကျွန့်နေခွေးလောက်တော့ဆင်းမရှိတဲ့ခွေးကျွန့်နေကိုအပေါင်းစုံမှာဒုန်းနဲ့ချနေပေါ့နော် အဲ့နမခတိုင်မူကြီးတကာကြီးကျေးဇူးပြုပြီးတကာကြီးရဲ့လွယ်ကံရတက်တီကိုပေါ့မွနဲ့တောင်ပိုင်းကိုကြာပြီးကိုမေတ္တာရခံနေမှာလေဗျ။သောဘတေရဲ့ဆက်လာပဲနော်2025မှာပေါ့မွနဲ့တောင်ပိုင်းဦးဇင်းတော်ဝင်းကျော်တို့တချို့ဘုံတို့မှာဒီရဲ့အကြံဖက်တီနဲ့ကျွန်တော်ကတော့အင်ဂျင်60လောက်ရှိတယ်ဗျ။အမှန်တော့အင်အားနဲ့တဲ့နေရာကိုဝင်စီရဲ့အတွက်ကြောင့်ပေးလိုက်ရတယ်ပေါ့ဗျာ။ကျွာပေးလိုက်ရတယ်။တချို့ဘုံကတော့အင်ဂျင်150နေရာနီးပါးလောက်ရှိတယ်။ ဒါကိုလည်းသူတို့တွေထုံးတန်ရတန်လည်းမခံနိုင်တဲ့အတွက်ကြောင့်ပင်အောင်မှာပူပေါင်းလိုက်တယ်ပေါ့နော်ဆိုချင်တာကတော့ဝင်ကျုံပတ်တာစာရောတချို့ကိုဘီယူစစ်တီရောစိတ်ကြမကြပါနဲ့ဗျပင်အောင်မှာစစ်ကူလည်းရောက်လာပြီဆိုတော့ဒါပြောပြောသူ့လည်းကိုယ်လည်းဆိုတာရှိပါတယ်ဗျပင်အောင်တို့မှာရောက်နေတဲ့ဒီတောင်ရှိပုဂ္ဂိုလ်ကြီးကိုပြောချင်တာခင်ဗျားတို့အဲ့ဒီရွာတွေကိုသွားတိုက်မယ်ဆိုလို့ရှိရင်ဝင်ကျုံကပတ်တာစာအနည်းဆုံး15ခုခေါ်ပါပါတချို့ကပတ်တာစာအနည်းဆုံး20ခေါ်ပါပါ လူပိုင်းခွေရတို့ရွာတဲ့သူမှနိုင်မဲ့ကြီးနေတယ်အဲ့ဒီရွာရောအရင်စပွဲမှာကြာပစ်ကန်တော့ညာအောင်ဘွဲခန့်တယ်လို့ကြားတယ်သူ့လည်းကိုယ်လည်းဆိုတာရှိပါလိမ့်ဗျာနော်စိတ်ဓာတ်မကြပါနဲ့ဗျာနော်အော်တိုဘလာ33ရက်တုန်းကပြောတာတော့ဟာတိုင်မှုရေကေပါအောင်ကေပါအောင်လာပါအောင်နော်အော်နေကြတယ်ဒါပေမဲ့တိုင်းမိုးမှာနားမကြဘူးဖေးတိုင်းမိုးကိုပဲအော်အော်အော်ချင်းတဲ့သူကိုအော်ပါဒီနေ့ကျမတို့တော်လာရဲတယ်တိုက်ပွဲပြင်းပြင်းထန်ထန် လောက်တော့မှာဖြစ်တယ်ဆိုတော့အခုငပောက်အော်နေတယ်เนาะကို့ရေးကိုဖြည့်ရှင်းကြဆိုတော့အခုတရက်နဲ့မှာတော့ဗာပြောလဲထွက်ပြေးကြကုန်ပြီဒုံးတန်နေလက်နဲ့တန်နေမခံနိုင်လို့ထွက်ပြေးကုန်ပြီတဲ့ပြီးလို့ရှိရင်ဒီထဲမှာသူပြောသွားတာအလေးကြရမနွေစတန်နဲ့တတိရှိလို့လက်နဲ့ကင်တယ်နင်းလိုမျိုးကဒုံးတီးပြီးတော့သူများရဲ့သမင်းကိုအလကားလိုက်နိုင်စားနေတဲ့တခိုးချဘုံမဟုတ်ဘူးโอเคဒီနေ့ကျမတို့တော်လာရဲတွေအထူးတစ်ဖြင့်အခုကျမတို့စစ်ရှင်အရမ်းမြင့်ရတော့မှာဖြစ်တယ် အခုဒါကတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တဲ့အခုပေါက်နေမြေတစ်ခွေလုံးထဲမှာပါဝင်နေတော့ပါဝင်ခဲ့တော့တော်လရဲ့အရောက်စီတိုင်းကိုမချီးကျူးရင်ဘသူ့ကိုချီးကျူးမှလဲကဘာပေါ်မှာနော်ဒီလူဒီကိုမွန်မြတ်တယ်လို့မပြောလို့ရှင်ဘယ်သူ့ကိုကြွားတော့ကမွန်မြတ်တယ်လို့ပြောမလား ဆိုတော့ဒီနေ့ကျမတို့ကိုဒီလိုမျိုးခက်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 ကြီးစားနေကြားကနေမှတော်လာရဲ့အတွက်ပါဝင်ခဲ့တော့လူငယ်လူရွယ်လူကြီးအားလုံးကိုဒီကနေအထုပဲကျေးဇူးတင်တဲ့အလေးပြုတယ်ဆိုတာအကြောင်းပြောချင်တယ်ငါပါအော်နိုင်တယ်လို့အော်ကတော့ငါနေမှအခုအငွေထွက်အောင်အော်နင်းတောင်းစားထားတဲ့တောင်းစားသမင်းနဲ့အကုန်ကုန်တဲ့အထိအော်အာအဲနင်းတို့လိုမျိုးတရေဘောကြောင်တာကျွန်တော်တော်လာရေးထဲမှာမပါဘူးဆိုတာမြင်မြင်မထားပါဒါပဲပြောမယ် ကဲဆက်မနေဘယ်ဂျေစုတင်နဲ့ကျွန်တော်မိသားစုတွေပါစတွေဗျူစောခွေးတွေကျွန်တော်ညီနောင်တွေရဲ့လက်ချက်ကိုမခံနိုင်လို့ထွက်ပြေးသွားတယ်တေတဲ့ကောင်ကတေပေါ့ဗျာစောက်ကတော့ကျင်းတ်တယ်နောက်လေစက်တိုက်လာမယ်ငါတို့ဒီပွဲကငါတို့နောက်ဆုံးပွဲဒီချိန်ကငါတို့အားလုံးဆက်ရှိမြင့်ရမယ်ချိန်မယ်စောက်ကတော့ဗျူဆိုင်နေ ထမင်းဝအောင်စားထားစုတဲ့နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့